အရှင်ဖရာဂေါရမမြတ်စွာဘုရားပါရမီဖြည့်တာလေးသိန်းချင်းနဲ့ကဘာတသိန်းကို948ဘဝပဲရှိတာလားတိုက်ဆိုင်လို့ဟောရင်နဲ့948ဘဝဖြစ်ဘူးတယ်လို့ဟောတာလားဖရာလေးသိန်းချင်းနဲ့ကဘာတသိန်း948ဘဝဆိုတာဖြစ်နိုင်မလားလို့ထင်မိလို့ပါတဲ့うん。 ဝိဒ္ဓဒုက္ခတောဒုက္ခတောသနထာယမောဟခာယအိမံအိမံတံကတ္တတံကတ္တအိမံဈိမနိဗ္ဗာန်နိဗ္ဗာန်တည်းဆယ်ရောပြည့်စုံရောဟောတူပါဟောတူပါဗျာဒါလေးတော့ပြန်စော့သေးတော့ဘူးဒီလောက်ကြီးလို့လောကမှာဖះနဲ့တရားပြီးသွားရင်တန်ခါယရဏဟာအမျက်ဆုံးပဲเนาะအဲ့ဒီလိုအမျက်ဆုံးဖြစ်တဲ့တန်ခါယရဏကိုအခုလိုလှောင်ပြောင်ပြီးပြည့်ရည်ပြည့်ရည်စော့တာမျိုးကမလုပ်သင့်ဘူးဦးသိန်းရဲ့เจ้าမလေးဘုန်းကြီး ဘိုက်ဖြူငနီမျိုးကြီးဆိုတဲ့ခွေးတွေရှိတယ်။အဲ့ဒီခွေးတွေကျောင်းပေါ်တတ်မှတ်တဲ့ဆိုတာသိကြလို့ဦးစင်းကတနေ့မှကျောင်းပေါ်ကနေပြီးတော့မုတ်ပြပြီးသူတို့ကိုကျောင်းထဲခေါ်ကြည့်တယ်။ကျောင်းပေါ်ကိုလုံးဝမတက်ဘူး။ကျောင်းဝမှာပဲတန့်နေတယ်။တရိတ်ဆန်တောင်မှာကျောင်းပေါ်ကိုတက်ဖို့တင့်မတင့်ဆိုတာကိုခွဲခြားပြီးသိတယ်နော်။အဒီလိုပြောလို့အခုလိုစောတဲ့လူတွေကိုတရိတ်ဆန်နဲ့ခိုင်းနှိုင်းပြီးပြောတာမဟုတ်ပါဘူး။တရိတ်ဆန်တောင်မှဒီအသိသိတယ်လို့ရှင်းပြတာပါနော်။ တရိษံတော်မှတင့်မတင့်ကိုတည်သေးရင်လူကပူပြီးတည်ရမယ်လူမှာတရိษံတဲ့သားတဲ့အချက်ကအသိဉာဏ်ပဲတင့်မတင့်ဆိုတဲ့အသိဉာဏ်လူမှာမရှိဘူးဆိုရင် သူဟာတရိษံနဲ့ထုံချာနာဖြစ်သွားပြီနော်ဒါကြောင့်လူမှန်တယ်ဆိုရင်မလုတ်တဲ့မလုတ်ထိုက်တာတွေကိုမလုတ်ပါနဲ့အပြော်အပြက်နေနဲ့စော့ကျင်တယ်ဆိုရင်တခြားနိလန်းတွေရှိပါတယ်တခြားနိလန်းနဲ့စော့ပါလို့ပြောကျင်ပါတယ်နော်အရှင်ဖယားတပည့်တော်အမျိုးသမီးဖယားနှစ်ပိုင်းကျိုးအောင်ဖြည့်စီးပြီးဖယားကအသက်မရှိဘူးပြောပါတယ် တပည့်တော်ကတော့အံ့ဩမိတယ်ဘုဒ္ဓဘာသာဖြစ်ရတဲ့ဒါငရဲမကြနိုင်ဘူးလားအရှင်ဖေရတဲ့အဲ့ဒါကလေတချို့သောပုဂ္ဂိုလ်တွေအဘော်လွန်ပြီးဟောပြောမှုကြောင့်ဖြစ်တာနော်တချို့ဟောပြောကြတယ်လေဖះကိုစင်တုကွဲတယ်ဒုကဖះကိုကိုးကွဲတာစင်တုကိုကိုးကွဲတာမဟုတ်ဘူးတဲ့နော်ပမှန်ဘူးလားဆိုတော့မှန်ပါတယ်နော်မှန်တော်လဲပဲအများလက်ခံအောင်အများနားလဲအောင် ်သေးသေးချာချာဟောပြောခြင်းမရှိဘဲနဲ့ကြော်စောမှုနောက်လိုက်ပြီးအာဘော်လွန်၍ဟောပြောတဲ့အခါမှာအခုလိုအမှားတွေဖြစ်တော့တာပဲနော်ဦးစင်းတို့မြတ်စွာဘုရားကဝိမာနဝတ္ထုပါဠိတော်မှာတိဋ္ဌံတွေနိဗ္ဗူတွေစာပြီးတမေစိတ်တွေတမန်ဖလံစေတောပဏိတိဟေတုဟိတတ္တကိသန္တိတုတ်ကရိန်လို့ဟောကြားထားတယ်အတိဘယ်ကတော့တတ်တော်ထင်ရှားဘုရားရှင်၌ဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဘုရားရှင်တို့အားရင်မှန်း၍ထုလို့ပူဇော်ထားသော စေတီပထုရုပ်ပွားစင်းတို့တော်၌ဖြစ်စေသူမျှတဲ့တရားတရားဖြစ်မယ်ဆိုရင်တတ်တော်ထင်ရှားဖះရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်တယ်နော်အဲ့ဒီတော့ဦးစင်းတို့ဗုဒ္ဓဘာသာဝင်တွေကစေတီပထုရုပ်ပွားစင်းတို့တော်တွေကိုကိုးကွယ်စည်းကပ်တယ်ဆိုတာဟာတတ်တော်ထင်ရှားဖះရှင်ကိုကြီးမှန်းပြီးတော့ကိုးကွယ်စည်းကပ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစေတီပထုရုပ်ပွားစင်းတို့တော်တွေကိုမလေးမစားဖြက်လို့ဖြစ်စီလုပ်မယ်ဆိုရင်တတ်တော်ထင်ရှားဖះရှင်ကိုစော်ကားတဲ့အကျိုးနဲ့အတူတူပဲเนาะ ကြောင့်ရုပ်ပွားစင်းတုတော်ကိုဖြစ်စည်းတာဟာငရေမကြနိုင်ဘူးလားဆိုတော့ငရေကြနိုင်ပါတယ်နော်အရှင်ဘုရားဂေါရမမြတ်စွာဘုရားပါရမီဖြည့်တာလေးသိင်ခြင်းနဲ့ကဘာတသိန်းကို948ဘဝပဲရှိတာလားတိုက်ဆိုင်လို့ဟောရင်နဲ့948ဘဝဖြစ်ဘူးတယ်လို့ဟောတာလားဘုရားလေးသိင်ခြင်းနဲ့ကဘာတသိန်း948ဘဝဆိုတာဖြစ်နိုင်မလားလို့ထင်မိလို့ပါတဲ့ဒီ950ဘဝတနည်း948ဘဝဆိုတာတွေက အကုန်ဟောခဲ့တာမဟုတ်ဘူးเนาะတိုက်ဆိုင်လို့လိုအပ်တဲ့အတွက်ကြောင့်ဟောကြားခဲ့တဲ့ဘဝစကြောင်းတွေသာဖြစ်တယ်မြတ်စွာဘုရားဟာလေးသိင်ချင်းနဲ့ကဘာတသိန်းပါရမီဖြစ်စဉ်ကာလတလျှောက်လုံးကဘဝအကြောင်းတွေကိုတခုမှကြံဟောကြားရမယ်ဆိုရင်မြတ်စွာဘုရားသာပြိဋိဘံဆန်သွားမယ်ဟောကြားလို့ကုန်မှာမဟုတ်ဘူးเนาะထင်ရှားတဲ့တာရကတခုကိုခြားပြရမယ်ဆိုရင်တန်ယုတ်တနိကေမဟာဝက်ကတန်ယုတ်ပါဠိတော်တိသဘာဝနာဝက်တိသဘာဝနာတုံမှာ မြတ်စွာဘုရားဟာရင်တိုက်တော်ထဲမှာသတင်းသုံးတော်မူနေစဉ်အနှဲငယ်သောရင်တိုက်ရွက်ကိုလက်ဖွားပေါ်တင်၍ခြေသားရဟန်းတို့ငါဘုရားရဲ့လက်ဖွားပေါ်မှာရှိတဲ့ရင်တိုက်ရွက်နဲ့ဟောဒီရင်တိုက်တော်ထဲမှာရှိတဲ့ရင်တိုက်ရွက်တွေဘယ်ဟာကများတယ်လဲလို့မေးပါတယ်အဲ့ဒီအခါမှာရဟန်းတွေကမြတ်စွာဘုရားမြတ်စွာဘုရားရဲ့လက်ဖွားပေါ်မှာတင်ထားတဲ့ရင်တိုက်ရွက်ကအမတန်မှနည်းပြီးဟောဒီရင်တိုက်တော်ထဲမှာရှိတဲ့ရင်တိုက်ရွက်တွေကအမတန်မှများပြားလွန်ပါတယ်ဘုရားလို့ပြောထားပါတယ် အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားတို့အဲ့ဒီဥပမာတိုင်းပဲငါဘုရားသိတဲ့တရားတော်တွေဟာဟောဒီရင်တိုက်တော်ထဲမှာရှိတဲ့ရင်တိုက်ရွက်တွေလောက်ရှိတယ်။သင်ချက်သားတို့ကိုပြန်ဟောတဲ့တရားဟာငါဘုရားရဲ့လက်ဖွားပေါ်မှာတင်ထားတဲ့ရင်တိုက်ရွက်လောက်ပဲရှိတယ်လို့ဟောကြားတော်မူပါတယ်။ဒါကြောင့်မြတ်စွာဘုရားဟောကြားတဲ့948ဘဝဆိုတဲ့ဇာတ်ကြောင်းတွေဟာအကုန်ဟောခဲ့တာမဟုတ်ပါဘူးနော်။အကြောင်းတိုက်ဆိုင်လို့လိုအပ်တဲ့အတွက်ကြောင့်ဟောကြားခဲ့တဲ့ဘဝဇာတ်ကြောင်းတွေသာဖြစ်ပါတယ်။ အရှင်ဖယားယောက်ျားလေးတွေမိန်းကလေးပုံများတတူထုတ်ထားရင်ဦးစင်းဝှက်ထိုက်ပါသလားပြီးရင်တင်တက်လို့ရပါသလားဖယားတဲ့မိန်းကလေးပုံများတတူထုတ်ထားတဲ့ယောက်ျားလေးတွေပစင်းတက်မယ်ဆိုရင်တက်လို့ရပါတယ်ပြဿနာမရှိပါဘူးเนาะဘယ်အချိန်မှာပြဿနာရှိတယ်လဲဆိုရင်ပစင်းဘဝရောက်ပြီဆိုရင်ပြဿနာရှိပါတယ်ဘာကြောင့်လဲဆိုရင်ယဟန်တွေဟာမိန်းကလေးတွေရဲ့ပုံကိုမကင်ရပါဘူးတိုင်မယ်ဆိုရင်ဒုက္ခအဘက်တင့်ပါတယ်ဒါကြောင့်ယဟန်ဘဝရောက်ပြီဆိုရင် မိန်းကလေးပုံဟာပြဿနာရှိတဲ့အတွက်ကြောင့်ယောက်ျားလေးတွေအနေနဲ့မိန်းကလေးပုံများတတူးထိုးတော့မယ်ဆိုရင်မထိုးခင်မှာစဉ်းစားပါနော်အရှင်ဖရာတတိတော်လျှောက်ထားတာနှစ်ခါရှိပါပြီဖရာအရက်သေးစားတောက်စားပြီးမှဖရာရှိခိုးတာအပြစ်ဖြစ်လားအရှင်ဖရာဖြည့်ပေးတော်မူပါဦးအရှင်ဖရာတဲ့ဖရာရှိခိုးတာကတော့အပြစ်မဖြစ်ပါဘူးကုသိုလ်ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဖရာရှိခိုးတဲ့အလုပ်ဟာကုသိုလ်အလုပ်ဖြစ်ပါတယ် ကုသိုလ်ဆိုတာကတစ်အပြစ်ကင်းပါတယ်နှစ်ကောင်းကျိုးကိုပေးစေပါတယ်အပြစ်ကင်းပြီးကောင်းကျိုးပေးတဲ့ဖះရှိခိုးကုသိုလ်အလုပ်ကိုလုပ်တာဟာဘယ်အချိန်ပဲဖြစ်ဖြစ်လုပ်ကောင်းပါတယ်နော်တိုးတော်လေးပဲဖះရှင်ကအရက်သေးစားတောက်စားတာကိုလုံးဝမကြိုက်ပါဘူးဖះမကြိုက်တဲ့အရက်သေးစားကိုတောက်စားပြီးဖះရှိခိုးခြင်းဟာဖះရှင်ကိုမလေးစားတဲ့သဘောတက်ရောက်နေပါတယ်ဒါကြောင့်မနေနိုင်လို့အရက်တောက်ခြင်းတယ်ဆိုရင်ခဏအောင့်ထားပြီးဖះရှိခိုးပြီးမှတောက်ပါနော် ဒီတကာကြီးတွေကအတော့ပါနဲ့လို့တားလဲရမှာမဟုတ်ပါဘူးအရှင်ဖရအိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်တယ်လို့ကြားဘူးပါတယ်အဲ့ဒါဟုတ်ပါသလားတပည့်တော်အိမ်သားမှာဖွတ်တွေ့ရှိလို့ပါတဲ့အိမ်ပေါ်ဖွတ်တတ်မှာကိုကြောက်ပုံရတယ်နော်အိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်လားမတိတ်လားတော့မသိဘူးဦးစင်းနဲ့ယင်းနေတဲ့တကာတယောက်ကတော့သူ့အိမ်ပေါ်ကိုဖွတ်တတ်လို့ဆိုပြီးအဲ့ဒီဖွတ်ကြီးကိုရိုက်တက်ပြီးချက်စားလိုက်တယ်နော်ခဲစားတော့ရသွားတာပေါ့ ဦးစင်းတို့မြန်မာလူမျိုးတချို့ဟာမလိုလားအပ်တဲ့ယူဆတွေတော်တော်ယူဆပါတယ်တခါတုန်းကစာအုပ်တအုပ်မှာဖတ်ဖို့လိုက်တယ်နှစ်ထပ်အိမ်တလုံးစောက်ပြီးတဲ့နေ့မှာပဲရထာနာလို့ဆိုပြီးအိမ်ပိုင်ရှင်တွေကအဲ့ဒီနှစ်ထပ်အိမ်ကြီးကိုပြစ်ထားခဲ့ပြီးတော့တခြားကိုပြောင်းသွားကြပါတယ်နှမျိုးဖို့ကောင်းလိုက်တာနော်ဘာကြောင့်အဲ့ဒီအိမ်မှာဆက်မနေတာလဲဆိုရင်လရနားသွားတဲ့အိမ်မှာနေပါကအိမ်သူအိမ်သားတွေခိုက်ပြီးလက်တိုက်တက်တယ်တဲ့အဲ့ဒါကြောင့်မနေတာဆိုပြီးထားသွားကြတာเนาะ တရုတ်လူမျိုးတွေရဲ့အယူအဆကတော့အိမ်ပေါ်လရနားမယ်ဆိုရင်အဲ့ဒီအိမ်ပေါ်မှာနားနေတဲ့လရဟာအနောက်ဘက်ကိုအန်ချလိုက်ပါကအဲ့ဒီအိမ်စီးပွားတတ်တယ်ဆိုပြီးယူဆပါတယ်။ဘယ်အယူအဆမှမမှန်ပါဘူးနော်။လရဆိုတာမှတ်လေသူအတောင်ရောင်းရင်နားမှာပေါ့။လရနားတာနဲ့ပဲစီးပွားတတ်တယ်စီးပွားပြတ်တယ်ရှိမလားနည်းနည်းစဉ်းစားကြည့်ပါနော်။အဲ့ဒီတိုင်းပဲဖွတ်ဆိုတာလည်းတရိတ်ဆန်လေအခက်မတင်လို့သူတက်ချင်ရင်တက်မှာပေါ့။ဖွတ်တက်လို့လက်တိတ်တယ်ဆိုတာဟာ တူတူခြားခြားစဉ်းစားကြည့်မယ်ဆိုရင်လုံးဝယုတ်တိမရှိပါဘူးเนาะလက်တရတဲ့အကြောင်းရင်းကအကုသိုလ်ကံကြောင့်လက်တရတာပါ အကုသိုလ်ကိုများများလုပ်တဲ့အိမ်ဟာများများလက်တိတ်ပါတယ်เนาะဒါကြောင့်လက်တိတ်တာကိုအလိုမရှိဘူးဆိုရင် အကုသိုလ်ကိုရှောင်ပြီးကုသိုလ်ကိုများများလုပ်ပါဖွတ်တက်ခြင်းမတက်ခြင်းနဲ့ဘာမှမဆိုင်ပါဘူးเนาะ